စိတ်ညစ်ပေနေလို့ရှိရင်မကောင်းတာပဲဖြစ်မယ်။ကိုယ်စိတ်ဖြစ်ဖြစ်သူစိတ်ဖြစ်ဖြစ်အခုစိတ်ရဲ့အညစ်အကြေးတွေတခုခုညစ်ပေနေမဲ့ဆိုရင်မကောင်းတာပဲဖြစ်မယ်။မကောင်းတာဖြစ်တယ်ဆိုရင်သူတွေးတာလည်းမကောင်းတာပဲတွေးမယ်။ပြောရင်လည်းမကောင်းတာပဲပြောမယ်။လှုပ်ရင်လည်းမကောင်းတာတွေပဲလှုပ်မယ်။သိရင်လည်းမကောင်းတဲ့ဘဝပဲရောက်မယ်ဒီလိုဆိုလို့ရတယ်။စိတ်ဟာညစ်ပေနေတယ်ဆိုရင်မကောင်းတာပဲဖြစ်မယ်။ယေရှုဗျာဟောတဲ့စကားလုံးကစိတ်တည်း တန်ကိလေထေဒုက္ကတိပါတိကံခာစိတ်တွေစိတ်သည်တန်ကိလေထေအညစ်အကြေးတွေကြောင့်ညံ့နှောင်းနေပဲဆိုရင်ဒုက္ကတိပါတိကံခာမကောင်းတဲ့အနေထားမကောင်းတဲ့ဘဝမျိုးကိုသာလေမျောလင်းရမှာဖြစ်တယ်လို့ဆိုလို့တယ်ပေါ့အဲ့တော့စိတ်ထဲမှာအညစ်အကြေးရှိနေလို့ရှိရင် မကောင်းဘူးလို့ဆိုလို့တယ်အနာဂတ်အတွက်မကောင်းဘူး ကောင်းတဲ့ဇာအကြောင်းရှိဘူးလူတွေဟာတွေးလဲအကောင်းတွေးမှာမဟုတ်ဘူးပြောလဲကောင်းတာပြောမှာမဟုတ်ဘူးလုပ်ရဲကောင်းတာလုပ်မှာမဟုတ်ဘူးအဲ့တော့မကောင်းတာတွေတွေးတယ်မကောင်းတာတွေပြောတယ်မကောင်းတာတွေလုပ်တယ်အဲ့တော့မကောင်းမှုဆိုတာကတော့အပြစ်ရှိတဲ့အရာတွေကိုဆွလို့တယ်ပေါ့နော်ကိုမကြိုက်လို့မကောင်းတာတော့မဟုတ်ဘူးအပြစ်ရှိတဲ့အရာတွေပေါ့အပြစ်မကင်းတဲ့အတွေးတွေအပြစ်မကင်းတဲ့အပြောတွေအပြစ်မကင်းတဲ့အလုပ်တွေလုပ်လုံးစီအတွက်ကြောင့် တိဘွားကသေးလို့နောက်ဘွားလည်းပဲအကောင်းမဖြစ်ဘူးလို့သူဆိုလို့တယ်ပေါ့ဒုက္ခတိရဲ့အထက်ကမကောင်းတဲ့အလားလားရှိတယ်မကောင်းတာပဲဖြစ်မယ်အကျင့်အကြံပြောဆိုလဲကောင်းမှာမဟုတ်ဘူးသေတော့လည်းကောင်းမှာမဟုတ်ဘူးလို့ဆိုလို့တယ်ဘယ်ဟာမှမကောင်းတော့ဒါအလွန်တတိထားစရာကောင်းတဲ့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ပဲစိတ်သာရှင်သောဘုရားဟောဆိုပြီးတော့ဆိုလို့ရှိကြတယ်ဒါစိတ်သာဆိုတာစိတ်အဓိကလို့တဘောဆိုလိုတာပေါ့ 谁当先，老婆也记得。